မိန်လာပါဆရာပြောကြမယ်တည်င်းစကားများအကြံပေးချက်များကိုအန်ကန်နဲ့နားစင်ကြရမှာပါတက်ကိုညာဆောင်ပါလေတယောက်နဲ့တယောက်ဖေးမှာကူညီကြပါကိုချင်းစာတရားထားကြပါဆရာနာရှင်စနစ်ကိုရင်ထဲအသေးသေးကနေဘာကြောင့်မုံရမယ်ဆိုတာကိုသိအောင်လုပ်ပြီးမှဆရာနာရှင်စနစ်ကိုတိုက်ဖြတ်ကြပါလို့ပြောရင်းနဲ့ဒီ live ကိုစပြီးတော့ဖွင့်ပါတယ်ဒီ live ကိုစပြီးတော့ဖွင့်တဲ့အချိန်မှာကျွန်တော်နဲ့ကျွန်တော်ပြဿနာများဆိုပြီးတော့ ကျွန်တော်နဲ့ကျွန်တော်ပြဿနာများဆိုပြီးခေါင်းစဉ်ပေးခြင်းတယ်ဒီ live ကလည်းတိတ်ပြီးတော့မတက်ဖြစ်တာကြားတယ်ဗမာပြည်ရဲ့နိုင်ငံရေးအခြေအနေတွေကလည်းအမျိုးမျိုးပြောင်းလဲနေတယ်ဆရာနာရှင်စနစ်ကိုတိုက်မယ်ဆိုလို့ရှိရင်ဆရာနာရှင်စနစ်ရဲ့စိုးကျိုးတွေဘေးထွက်စိုးကျိုးတွေဘာတွေဖြစ်နေတဲ့အတွက်နှီးမျိုးစုံနဲ့ပေါ်လာတယ်တော်ကြကြလို့ရှိလို့ရှိရင်ကြားဖြန့်ကိစ္စတော်ကြကြလို့ရှိရှိမူရေးစေဝါကိစ္စတော်ကြကြလို့ရှိရင်အိမ်နီးချင်းကိစ္စဒီလိုမျိုးနဲ့ဗမာပြည်ကိစ္စကဟိုပျောက်ပျောက်သွားတယ်ဆိုတဲ့ပုံစံမျိုးပေါ့ ဲ့တော့ပျောက်ပျောက်သွားတဲ့ဆိုတဲ့အချိန်မှာဆံရရည်တတိရတယ်နော်ကျွန်တော်ပြောမယ့်ကိစ္စကတစ်ချက်ကဗမာပြည်နဲ့လူခွေးသမားတွေရဲ့ပြဿနာဗမာပြည်နဲ့လူခွေးသမားတွေရဲ့ပြဿနာအဲ့ဒါကဘာလဲဆိုတော့ဗမာပြည်ရဲ့လူခွေးသမားတွေဆိုတာကအများစုကစာအုပ်တွေဖတ်ပြီးတော့ဒီဟာကတော့ငါအခွင့်အရေးဆုံးရှုံးနေတယ်ဟေ့ဒီဟာကတော့သူ့အခွင့်အရေးဆုံးရှုံးနေတယ်ဟေ့ဆိုပြီးတော့ ပရာဟိတစိတ်ဓာတ်မျိုးပရာဟိတစိတ်ဓာတ်ဆိုတာလူမှုစိတ်ဓာတ်မျိုးနဲ့ပေါ့သူတို့ကတော့ဒါတွေဆုံးရှုံးနေတယ်သူတို့ကတော့ဒါတွေဆုံးရှုံးနေတယ်ဆိုစာအုပ်တွေဖတ်ပြီးတော့နိုင်ငံတကာမှာရေးသားထားတဲ့စာအုပ်တွေဖတ်ပြီးတော့လူခွေရေးသမားတွေကလှုပ်ရှားနေတယ်ဒီလိုဖြစ်တော့ကျွန်တော်နဲ့ဒီဒီမှာရှိတဲ့ကျွန်တော်တကယ်ချင်းမိတ်ဆွေတွေနော်လူခွေရေးလှုပ်ရှားတဲ့လူတွေတို့ဘာလို့အကုန်လုံးနဲ့ကျွန်တော်စကားပြောပြတယ်ကုလသမဂ္ဂ နော်လူခွေရဲ့ကြီးညာစာရမ်းမှာရေးထားတဲ့ဟာတွေကတော့အများကြီးပေါ့ဗျာလူတိုင်းကလွတ်လပ်စွာသွားလာခွင့်ရှိသည်လူတိုင်းကလွတ်လပ်စွာအသက်ရှင်ခွင့်ရှိသည်လူတိုင်းကလွတ်လပ်စွာပညာသင်ခွင့်ရှိသည်ဒါတွေကကုလသမဂ္ဂမှာသူကသူရေးကျင်တဲ့လူကရေးထားတာတကယ်လက်တွေ့မှာအကောက်အထည်ဖော်ဖို့ဆိုတဲ့ကိစ္စကအခက်ခဲတယ်ရှိတယ်လူတိုင်းကလွတ်လပ်စွာသွားလာခွင့်ရှိသည်ဆိုပြီးတော့ခင်ဗျားတို့အမေရိကကိုဘာမှ passport မပါဘဲနဲ့ငါလူဖြစ်တယ်ဆိုပြီးသွားကြည့်လိုက်ပါလားအမေရိကမှာမဟုတ်ဘူးထိုင်းနိုင်ငံကိုပဲငါတို့ကလူဖြစ်သည် ဆိုပြီးတော့ထိုင်းနိုင်ငံဟိုဘတောင်ရင်းမြေပဲကြော်ကြွားသွားလေရင်ပေါ်တက်ဖို့ပဲလုပ်ကြည့်လိုက်ခင်ဗျားမပတ်စပို့မပါရင်မရဘူး။ယောကုလသမဂ္ဂမှာရေးထားတဲ့စာရီကြီးပဲဖတ်ပြီးတော့လူတိုင်းကလွတ်လပ်စွာသွားလာခွင့်ရှိသည်။လူတိုင်းကဘာဖြစ်သည်ဆိုပြီးတော့ပြောနေလို့မရဘူး။အထက်ကဗမာပြည်မှာဖြစ်နေတဲ့ပြဿနာကလူခွင့်ရေးသမားတွေကြောင့်စစ်တပ်ကအကာအကွယ်ရတယ်။လူခွင့်ရေးသမားတွေကြောင့်စစ်တပ်ကအကာအကွယ်ရနေတယ်။လူခွင့်ရေးသမားတွေကြောင့် စစ်တပ်ရဲ့နော်ယာဇဝတ်မှုကြီးမားတဲ့ယာဇဝတ်မှုတွေဟာသေးသွားတယ်ကိုကျော်မင်းကိုရေအစ္စလာမ်မဝါလီကောဒီကိစ္စကိုခင်ဗျားတို့တည်တည်ချာချာဆွေးနွေးဖို့လိုတယ်တည်တည်ချာချာပြောဆိုဖို့လိုတယ်နှခါထပ်ပြီးတော့ပြောတယ်လို့ပဲခင်ဗျားတို့မှတ်ထားပါလူအခွေရေးသမားတွေကြောင့်ဗမာပြည်ဗမာပြည်မှာစစ်တပ်ဟာအကာအကွယ်ရနေတယ် လူခွင့်ရေးသမားတွေကြောင့်ဗမာပြည်ကစစ်တပ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေဟာအမှုပေါ်သွားတယ်။ညီညာမင်းဘာဖြစ်လို့ပြောနိုင်တာလဲ။ညီညာအောင်ပြောနိုင်တဲ့အကြောင်းရင်းတွေရှိတယ်။ဗမာပြည်မှာစစ်တပ်ဟာရာဇဝတ်မှုတွေကျူးလွန်နေတာ။ဗမာပြည်မှာစစ်တပ်ဟာရာဇဝတ်မှုတွေကျူးလွန်နေတာ။ရာဇဝတ်မှုကိုလူခွင့်ရေးတွေချိုးဖောက်တယ်ဆိုပြီးတော့တော့ပြောနေလို့မရဘူး။ ရာဇဝတ်မှုကျူးလွန်တဲ့ကိစ္စကိုရာဇဝတ်မှုကျူးလွန်တဲ့အကြောင်းအရာနဲ့အရေးယူရမှာလူအခွင့်အရေးဆိုပြီးတော့အမှုပေါ့လို့မရဘူးဒီတော့ဗမာပြည်မှာအခုဖြစ်နေတဲ့ကိစ္စကလူအခွင့်အရေးသမားတွေကစစ်တပ်ကမြေသိမ်းတယ်ဒါဆိုလို့ရှိရင်မြေသိမ်းတဲ့ကိစ္စကဘယ်ဥပဒေနဲ့ညှိသလဲဘယ်ရာဇဝတ်မှုကိုကျူးလွန်သလဲဘယ်ဟာကိုချိုးဖောက်သလဲပြောမနဲ့လူတွေရဲ့ပိုင်ဆိုင်မှုကိုစစ်တပ်ကသိမ်းတာပဲအဲ့ဒီလိုသွားပြောတဲ့အခါကျတော့ ရာဇဝတ်မှုဆိုတဲ့ဟာကြီးကပျောက်သွားတယ်။လူတယောက်ရဲ့ပစ္စည်းကိုတွားပြီးတော့မတရားသိမ်းပိုက်တဲ့ကိစ္စတွေပျောက်သွားပြီးတော့လူခွေရေးဆိုတဲ့ကိစ္စနဲ့ပဲဖြစ်လာ။ဒီတော့လူခွေရေးနဲ့ဖြစ်လာရင်လူခွေရေးသမားတွေဆိုတာဘသူကိုမှတွားပြီးတော့ဖမ်းလို့ရတာလည်းမဟုတ်ဘူး။ဘသူကိုမှတွားပြီးတော့ရိုက်လို့ရတာလည်းမဟုတ်ဘူး။ဘသူကိုမှတွားပြီးတော့အရေးယူလို့ရတာလည်းမဟုတ်ဘူး။တရားဥပဒေစီကိုပဲပြန်သွားတာ။ဒီတော့မမပြီမှာဖြစ်နေတဲ့ပြဿနာတွေအားလုံးရဲ့အနှစ်ချုပ်ကိုသေးသေးချာချာပြန်ကြည့်လို့ရှိရင် ခမားတို့သင်လာတာကနိုင်ငံရချားကနော်ပညာတွေကိုသင်လာနိုင်ငံရချားမှာဖြစ်နေတဲ့ဟာတွေကိုသင်လာဒါပေမဲ့နိုင်ငံရချားမှာရှိနေတဲ့ဥပဒေတွေခိုင်မာမှုတွေနိုင်ငံရချားမှာရှိနေတဲ့အခြေခံဥပဒေတွေဥပဒေတွေခိုင်မာမှုတွေလူတွေရဲ့အသည့်တရားတွေဒါမျိုးတွေအကုန်လုံးကိုဘေးကိုဖယ်ထားပြီးတော့ခမားတို့ကလူခွေလူခွေလူခွေပြောတဲ့အခါစစ်တပ်ကပူကြိုက်တယ် စစ်တပ်ကပို့ကြိုက်တယ်ခမားတို့အခုလူခွေသမားတွေလုံနေတဲ့ကိစ္စကမရိမှုကိုဥပမာတစ်ခုကိုကျွန်တော်ပေးပါမယ်မရိမှုကိုလူခွေရင်းနဲ့တွားပြီးချင်းကတ်တယ်လို့ဖြစ်နေမရိမှုကိုလူခွေရင်းနဲ့ချင်းကတ်တယ်လို့ဖြစ်နေမရိမှုကိုလူခွေရင်းနဲ့ချင်းကတ်တဲ့ခါကျတော့ခံရတဲ့လူကဘလို့မှဖြေရှင်းလို့မရတော့ဟာအဲ့တော့အကုန်လုံးက တော့အာအန်တီဒေါ်လာစိန်တို့ရေဟိုနားနဲ့မနာဖတော့ဖွားတဲ့နာမဟုတ်ပါဘူးเนาะအသက်ပြည့်မှာနားထောင်မှာပေါ့မထိန်မှုကိုလူကွေနဲ့ချစ်ကတ်တဲ့ခါကျတော့မထိန်ချင်းတဲ့ကောင်ကဒီကောင်မလေးကို तू ကချစ်လို့ဒီကောင်မလေးကို तू ကလှုပ်ချင်လို့ဆိုပြီးတော့သူ့ရဲ့လူအခွေရေးအရာ तू ကသွားလှုပ်လိုက်တာတကယ်တကယ်တမ်းကျွန်တော်တို့အပြင်မှာပြောပြီးဟေးဆိုလို့ရှိရင်မထိန်မှုကမထိန်မှုပေါ့လူတယောက်ရဲ့အလိုမတူတဲ့အမှုကိုလူတယောက်ကသွားပြီးတော့လှုပ်တဲ့ကိစ္စဖြစ်ဖြစ်လေးရမထိန်မှုပဲဒါပေမဲ့ နိုင်ငံရခြားပညာသင်ပြီးတော့ပြန်လာတဲ့လူတွေအကုန်လုံးကြတာသူကဘာလုပ်လိုက်လဲဆိုတော့လူခွေးနဲ့လုပ်လိုက်တယ်မဒိန်ကျင်းနဲ့အတေးအာဓမကျင်းနဲ့လူမဒိန်ကျင်းနဲ့လူကလည်းသူ့ခွေးရေးရှိတယ်သူကဒီကောင်မလေးကိုကြိုက်တာဟိုဒီကောင်မလေးကိုလှုပ်ချင်တာဟိုအဲ့တော့သူ့ခွေးရေးနဲ့သူလှုပ်ပါတယ်ဆိုပြီးတော့အရင်ဆုံးနာမည်တက်လိုက်တယ်လူခွေးရေးနဲ့ပဲနာမည်တက်လိုက်တယ်ဟာအဲ့တော့တရားဥပဒေနဲ့လည်းကြာလဲကြာအောင် မင်းတို့မထိန်မှုอ่ะဒါမထိန်မှုဖြစ်နေတယ်အာမဟုတ်ဘူးလူခွေရဲ့သမားတွေကလည်းဒါကလူခွေရဲ့ तू อ่ะ तू อ่ะ तू မှာလှုပ်ချင်တဲ့စိတ်တက်ရှိလို့လှုပ်လှုပ်ခွေရှိလို့ तू อ่ะလှုပ်လိုက်တဲ့လူခွေရဲ့ဆိုပြီးဖြစ်နေအခုဗမာပြည်မှာဖြစ်နေတဲ့ကိစ္စอ่ะအဲ့ဒီပြဿနာပဲစစ်တပ်ကတိုင်းရင်းသားလူမျိုးစုတွေစစ်တပ်ကလူမျိုးပေါင်းစုံကိုရာဇဝတ်မှုတွေအကုန်ကျူးလွန်တာဒီရာဇဝတ်မှုကျူးလွန်တဲ့ကိစ္စကိုကျွန်တော်တို့ကတရားဥပဒေကြောင်းအရဘလို့ဖြစ်ရှင်းမလဲဒီရာဇဝတ်မှုကိုမဖြစ်အောင်ကျွန်တော်တို့ကဘလို့ကာကွယ်မလဲ ဒီရာဇဝတ်မှုကိုကျွန်တော်တို့ကဘလို့မျိုးဟိုဟိုအတတ်နိုင်ဆုံးနော်တရားမျှတမှုရအောင်ဘလို့လုပ်မလဲအဲ့ဒီကိစ္စတွေမပြောတော့ပဲနဲ့အကုန်လုံးကလူခွေရလူခွေရလူခွေရဆိုတဲ့ဟာနဲ့ရော့ချတဲ့အခါရာဇဝတ်မှုကသေ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 သွားရာဇဝတ်မှုကပျောက်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 သွားဖြစ်နေတဲ့ပြဿနာကဘလို့ဖြစ်နေလဲဆိုတော့ငါတို့ကအစ္စရေးကိုပဲမုန်းတာ ဂျူးတွေကိုချစ်တယ်ဂျူးနဲ့အစ္စရေးနဲ့ကဘာကွာလဲဂျူးတွေတီထောင်ထားတာအစ္စရေးဂျူးတွေတီထောင်ထားတာအစ္စရေးအဲ့တော့ငါတို့ကအစ္စရေးကိုပဲမုန်းတာကွာဂျူးတွေကိုမုန်းတာမဟုတ်ငါတို့ကဂျူးတွေကိုမုန်းတာကွာအစ္စရေးကိုမုန်းတာမဟုတ်ဘူးဆိုပြီးတော့ဒီလိုမျိုးဟိုလူခွေသမားတွေသူတို့ပြောကျင်တဲ့ဟာပြောပြီးတော့ဗျာကတော့ပါရဲ့ကိုကွင်ရမယ့်ကိစ္စကိုကိုလုံနေတယ်လို့ဖြစ်နေတယ်ဥပမာတစ်ခုကိုကျွန်တော်ထပ်ပြီးတော့ခင်ဗျားတို့ကိုပြောပြမယ်စစ်တပ်မှာအခုမင်းအောင်လိုင်းအနားမှာနေနေတဲ့ဟာဘက်ကကြောင်းထွက်တယ် နိုင်ငံရချားမှာကြောင်းတက်လာတဲ့ကောင်တွေနိုင်ငံတကာမှာမင်းအောင်လှိုင်ကိုစစ်အာဏာရှင်အာဏာသိမ်းတဲ့ကောင်မတရားလုပ်တဲ့ကောင်ဆိုတာအဲ့ဒီမင်းအောင်လှိုင်အနားမှာနေနေတဲ့ဟာဘတ်ကကြောင်းထွက်တော့စတန်ဖို့ကကြောင်းထွက်တော့ထိုင်းနိုင်ငံကကြောင်းထွက်တော့မသိစရာကြောင်းမရှိဒါပေမဲ့အဲ့ဒီလူဟိုစတန်ဖို့ကကောင်းနေလူခွေရလူတွေအကုန်လုံးကမင်းအောင်လှိုင်အနားမှာသွားရှိနေတယ်သူတို့ပြောမဲ့စကားကိုကျွန်တော်ကြိုပြီးတော့ပြောမယ်ငါတို့ကပြုတ်ပြင်လို့ရမယ်ထင်လို့ပါ ငါတို့က liberal အလေအလတ်ကြလို့ပါငါတို့ကဒလူဖြစ်လို့ပါဆိုပြီးပွပွလေးလေးပြောလို့ရှိရင်ဒီပညာတတ်လို့ပြောတဲ့သူတွေဒီလူခွင့်ရေးလို့ပြောတဲ့သူတွေဟာဒီအာဏာရှင်သားမှသွားကပ်ပြီးတော့သူတို့ရဲ့ကိုကြိုးအတွက်ပြောရင်အဲ့ဒီလူတွေဟာစစ်အာဏာရှင်ထက်တောင်မှ ပို့ပြီးတော့ကြောက်ဖို့ကောင်းသေးတယ်စစ်အာဏာရှင်ကငါတို့ကဝါလိုမျိုးအင်အားကောင်းတယ် ငါတို့ကဟွာလိုမျိုးနောက်ခံရှိတယ်ဆိုလို့ရှိရင်ဆေးရနာရှင်နဲ့ညှိလို့ရသေးတယ်အခုကဗမာပြည်မှာဖြစ်နေတဲ့ပြဿနာကတိအချက်ကစစ်တပ်ဖက်ကပါတဲ့ဖုံးကြီးတွေစစ်တပ်ဖက်ကပါတဲ့လူခွေရေးသမားတွေနိုင်ငံတကာအိတ်စကောလာတွေအကုန်လုံးရဲ့ဝါဒဖြန့်မှုတွေထဲမှာခမားတို့ကပြောလိုက်လို့ရှိရင်စစ်တပ်ကဝါဒဖြန့်တယ်စစ်တပ်ကဝါဒဖြန့်တယ် စစ်တပ်ကတွေဝါဒဖြန့်နေတာမဟုတ်ဘူးအဲ့ဒီလူအခွင့်အရေးသမားတို့နော်ဒီစကောလာတို့အကုန်လုံးကဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်တော့ကလည်းဒေါ်အောင်ဆန်းစုကြည်နဲ့ပူးပေါင်းပြီးတော့လှုပ်ကြတာသူတို့ပဲအကုန်ပြုတ်ပြင်းနိုင်တယ်သူတို့ပဲပြုတ်ပြင်းထိမ့်သိရေးသမားတွေသူတို့ပဲဗမာပြည်ကိုဖြစ်ချစ်တယ်ဒီလိုမျိုးလှုပ်ကြတယ်အစစ်တပ်နဲ့ကြလို့ရှိလို့ရှိရင်လည်းသူတို့ပဲတိုင်းပြည်ကိုချစ်တယ်သူတို့ပဲလှုပ်နိုင်တယ်ဆိုပြီးတော့ဒီလိုတွေလှုပ်ကြတယ်ဒါကိုပြည်သူလူထုကတည်တည်ချာချာသိဖို့လိုတယ် ခမရတို့အင်္ဂလန်မှာပဲဖြစ်ဖြစ်အမေရိကမှာပဲဖြစ်ဖြစ်ဥရောပမှာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်လူအခုရေးသမားတွေကလူအခုရေးချိုးဖောက်တယ်ဆိုတဲ့ဟာတခုတည်းနဲ့နေပြီးသွားတဲ့ကိစ္စမဟုတ်ဘူးသူတို့မှာသက်ဆိုင်တဲ့တရားဥပဒေအရအရေးယူရမယ့်ကိစ္စတွေအကုန်လုံးကိုရှေ့နေရှေ့ရက်တွေအရေးယူနိုင်တဲ့လူတွေအကုန်လုံးကိုလွှဲပေးတာအကုန်လုံးကိုလွှဲပေးတာပုပ္ပလင်လင်းပြောရင်ဗမာပြည်မှာလည်းလူအခုရေးသမားဆိုတဲ့လူတွေကနော်တကယ်နိုင်ငံတကာမှာရှိနေတဲ့သူတွေကိုလွှဲပေးတာ အဲ့ဒီလိုလွှဲပေးနိုင်တဲ့အဖွဲ့တွေဆိုတာနည်းနည်းလေးပဲရှိတာကြံတဲ့လူတွေကလူခွေရေးကိုအကြောင်းပြပြီးတော့ဒီစစ်တပ်ရဲ့เนาะယာစဝတ်မှုကိုလူခွေရေးဆိုတဲ့ဟာနဲ့ဖုံးပေးနေတဲ့အနေအထားမျိုးတွေပဲဖြစ်ကုန်တာစစ်တပ်ရဲ့အလွန်ကြီးမားတဲ့ယာစဝတ်မှုတွေအကုန်လုံးကိုလူခွေရေးဆိုတဲ့ကိစ္စလေးခံပြီးတော့သူတို့လှုပ်လိုက်တဲ့အခါမှာပြဿနာတွေတက်သွားတယ်เนาะဒီကိစ္စက နိုင်ငံတကာမှာမရှိတဲ့ကိစ္စမျိုးကဗမာပြည်မှာပြန်ပြီးတော့ဖြစ်နေတယ် ကျွန်တော်ဥပမာတစ်ခုပေးသလိုမင်းတို့လူခွင့်ရေးဆိုပြီးတော့ကျွန်တော်ကလူခွင့်ရေးဆိုပြီးတော့ကျွန်တော်ဒီကျွန်တော်ကိုယ်အိမ်ထဲမှာကိုနေတဲ့နေရာမှာကျွန်တော်ကကျွန်တော်24နာရီကျွန်တော်ကကျွန်တော်ဖွင့်ကျင်တိုင်းဖွင့်လို့ရတယ်ဒါကကျွန်တော်လူခွင့်ရေးငါငါအော်ဂျင်အော်မယ်စူးချင်းစူးမယ်လှုပ်ချင်လှုပ်မယ်ဒါပေမဲ့လူတွေနဲ့နေတဲ့အခါမှာမင်းလူခွင့်ရေးကလူခွင့်ရေးပဲတခြားသူကိုမထိခိုက်အောင်နော်တခြားသူတွေကိုအနောက်အရှက်မဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့ municipal ဥပဒေတွေရှိတယ် နော်လူတွေနေရင်လူတွေနေတဲ့တိုက်ခန်းတွေရဲ့ဥပဒေတွေရှိတယ်။မင်းတို့မြူနီစီပယ်ဥပဒေတွေမဟုတ်ဘူးကျွန်တော်တို့အခုကျွန်တော်အခုနေတယ်ဆိုလို့ရှိရင်တိုက်ခန်းတွေမှာနေတယ်။တိုက်ခန်းတွေမှာနေတယ်ဆိုလို့ရှိရင်တိုက်ခန်းတွေရဲ့ဥပဒေရှိသေးတယ်။အဲ့ဒီတိုက်ခန်းတွေရဲ့ဥပဒေတွေထဲမှာမှဒီတိုက်ခန်းမှာနေတဲ့မြူနီစီပယ်ဥပဒေသက်သက်တယ်မဟုတ်ဘူးလူတွေကနေပြီးတော့အကုန်ပြုစုထားတဲ့ဥပဒေဆိုတာရှိသေးတယ်။ဒီတော့ဗမာပြည်မှာဖြစ်နေတဲ့ပြဿနာကစစ်တပ်ကရာဇဝတ်မှုကျူးလွန်လူ့အခွင့်အရေးသမားတွေကလူ့အခွင့်အရေးချိုးဖောက်တယ်ဆိုပြီးတော့စွတ်ထည် စစ်တပ်ကရာဇဝတ်မှုကြီးကိုကျူးလွန်တာလူခွေရဲသမားတွေကလူခွေရဲချိုးဖောက်တယ်ဆိုပြီးတော့စွတ်ထည်တယ်အဲ့ဒီမှာတွေအမှုကယော့သွားပြီအမှုကယော့သွားပြီအဲ့ဒီကြားထဲမှာမှစနစ်တကျလူခွေရဲကျူးလွန်တယ်စနစ်တကျလူခွေရဲကျိုးလွန်တာနဲ့စနစ်တကျရာဇဝတ်မှုကျူးလွန်တာနဲ့မတူမတူတဲ့ကိစ္စမှာလူခွေရဲကျူးလွန်နေဆိုတဲ့ခေါင်းစဉ်တက်လိုက်လို့ရှိရင်အမှုတွေကယော့သွားပြီလူခွေရဲကျူးလွန်တဲ့လူကိုပညာပေးရမှာလား ။ဘာလောက်ရမှာလဲ။အဲ့ဒီမှာတွေအကုန်လုံးကရှုပ်ချက်ခတ်နေပြီ။ဒီတော့ပြောချင်တဲ့ကိစ္စကခမားတို့ပြောနေတဲ့လူခွေရကုလသမဂ္ဂဗြိညင်စာတန်းနေမှာပါတယ်လို့မျိုးရေးထားတာတွေအကုန်ကောင်းတယ်။ဒါပေမဲ့လက်တွေ့မှာအကောင့်ထဲဖော်လို့မရဘူး။အေးရာဇဝတ်မှုကြလို့ရှိရင်လက်တွေ့မှာအကောင့်ထဲဖော်လို့ရတယ်။ရာဇဝတ်မှုကြလို့ရှိလို့ရှိရင်လက်တွေ့မှာအရေးယူလို့ရတယ်။အဲ့ဒီလိုဖြစ်နေတဲ့ဟာကိုပြည်သူလူထုကသိဖို့လိုတယ်ဒီကောင်ကလူခွေရေးသမားဟဲ့ ဘာမှတကယ်တကယ်တမ်းကျတော့လူခွေရေသမားပြောပြီးတော့တခြားလူတွေကိုခေါင်းစဉ်တက်နာမည်တက်ပြီးတော့နော်သူကလိုက်ပြီးတော့ဆွဆွဲနေတာဥပမာမဖတာမဖတာတွေကဝီယာသူကသူ့ရဲ့ယုံကြည်ချက်ကိုသူ့မှာပြောမွင့်ရှိတယ်အဲ့ဒါလွတ်လပ်စွာပြောဆိုခွင့်နဲ့မှဝီယာသူလွတ်လပ်စွာပြောဆိုခွင့်ရှိဒါပေမဲ့ဝီယာသူပြောဆိုချက်ဟာတခြားလူမျိုးစုတစုကိုနော်တွားပြီးတော့ထိခိုက်တဲ့ညစ်နာတဲ့ဟေ့ဖြစ်လာပြီးဟေ့ဆိုရာဇဝတ်မှုဖြစ်သွားရင်ဝီယာသူကိုအေးအေးယူပါ ဒါပေမဲ့ခမားတို့မှာဖြစ်နေတဲ့အခါဒီဝီယာသူကလူခွေရ၊သူပြောကျင်တာပြောတာပဲ။ဝီယာသူတို့ကလူခွေရ၊သူ့ဖွဲ့စည်းကိုသူကာကွယ်လို့ရတာပဲ။အဲ့ဒါမျိုးကိုဘသူတွေကလူခွေရကိုအတုံးချပြီးတော့ပြန်ပြီးလှုပ်လဲဆိုတော့ဒီအစွန်းရောက်တခြားဘာသာဝင်တွေကခမားတွဲသမျှလူအကုန်လုံးကိုသူတို့နဲ့မတည့်ဘူးဆိုတာနဲ့တွဲသမျှနာမည်တွေတတ်တာ။အာကြီးကြီးအောင်ဆိုလဲကရင်မဘာသာ၊မဆုစုမြတ်ဆိုလဲဟိုဘာဟိုဝါမဘာသာဒီလိုမျိုးတတ်တယ်။နောက်ဆုံးသူတို့ကိုဒီလူတွေအကုန်လုံးက ဂျူမုံဒီရဲ့သမားတွေဖြစ်တယ်။အဲ့ဒီလိုမျိုးနာမည်လဲတက်လဲတက်ကောအကုန်လုံးပြေးရောဘာဖြစ်လို့ပြေးလဲ။ဒီဂျူမုံဒီရဲ့လို့နာမည်တက်လိုက်ပြီးဟေးဆိုတာနဲ့နိုင်ငံတကာမှာသူတို့ကိုအရေးယူတော့မှာသူတို့ကိုဖမ်းတော့မယ်လဲဆိုလဲဆိုတော့ဒီလူတွေကဂျူမုံဒီတာမဟုတ်ဘူးအစ္စရေးကိုဆန့်ကျင်တာဖြစ်ပြန်အောင်။ဂျူမုံဒီတာမဟုတ်ဘူးအစ္စရေးကိုဆန့်ဒီတော့လူအခွင့်ရေးသမားတွေဟာဒီလူအခွင့်ရေးဆိုတဲ့နာမည်လေးကိုယူပြီးတော့ကိုယ်အခွင့်ရေးအတွက်ဘယ်လိုရအောင်လုပ်မလဲ။ကိုယ်အခွင့်ရေးအတွက်ဘယ်လိုမျိုးသိရမလားဟုတ် ကိုနေသာအောင်ဘလို့နေမလဲဒီလူခွေရသမားတွေကလူခွေရနာမည်ခံပြီးတော့ငါတို့ကဥပဒေအထက်မှာဘလို့နေရမလဲဒီလိုမျိုးကြံထားတဲ့ကလိန်ကကြစ်လုတ်တဲ့လူမှန်သမားဟာလူခွေရဆိုတာကိုဒိုင်းကြီးကာထားတယ်ကလိန်ကကြစ်လုတ်ပြီးတော့အချောင်သမားတွေကတော့ပါခင်ဗျာလူခွေရဆိုပြီးတော့ပြောမနေနဲ့ဒီနိုင်ငံတွေမှာအလုပ်မရဘူးလူခွေရကျွန်တော်ကလူခွေရနဲ့ဟိုကဘာလုံမှာရထားတဲ့ဘွဲလုံလောက်ကိုမပြောဘူးကဘာလုံရထားတဲ့ဆိုအမှိုက်ကျုံလို့မရဘူး 没啊没，卢奎爷呢？代表没啊没，卢奎爷呢？卢奎爷嘛，哦，人家讲嘛，被代表呢，拉皮了，表没呢，没嘛？啊，等我讲，我变家去了。啊，今晚上哪样夜太晚了？我应该做伊啊，哪样夜我把累了，没？应该做哩把伊下午表没呢？没有这个多晚哩皮了，八只差皮了，一八只差皮呢？来露一露，没露露西露西，做哈嘛？但是做老嘛，露露露没有。我跟你说，没啊，哦。 ကမီဂယ်တွေပေါ့နော်ဓာတုပေတာပစ္စည်းတွေကင်ရတာရှိတယ်အမှိုက်သိမ်းတဲ့အခါအဲ့ဒါတွေမလုတတ်လို့ရှိရင်ကျန်တဲ့လူတွေပါဖေးကုန်မယ်ဆိုပြီးတော့မင်းဘယ်သူမှအလုပ်မခံဒီလူတွေကအတန်မွေးဝမ်းကြောင်းပညာရှိတာမဟုတ်တကယ်အတန်မွေးဝမ်းကြောင်းပညာရှိတာမဟုတ်ဘဲနဲ့လူအခွင့်ရေးဆိုတဲ့ဒိုင်းဟောကာပြီးတော့ကိုယ်အခွင့်ရေးအတွက်ဘလို့မျိုးစစ်တပ်ကကောင်းနေတဲ့ပါရုံမှာစစ်တပ်ကကောင်းနေတဲ့ပါမှတ်ရိုင်းတာဥပမာချင်းသိစစ်တပ်ကကောင်းနေရဟိုဘယ်လိုပြောမလဲမြေခွေးဆိုလို့ရှိရင်အော်စစ်တပ်ကကောင်းနေရဗျာကတော့ပါကြားလို့မျိုးပေါ့ ကြားအကြားငစင်းလဲပေါ့ဘားကောင်တကောင်ရအောင်ဘလိုမျိုးချင်းကပ်မယ်ဘလိုမျိုးလုပ်မယ်ဆိုပြီးလုပ်တဲ့အချိန်မှာဒီလူခွေရေးသမားတွေဒီစကောလာတွေနိုင်ငံရေးသိပ္ပံသမားတွေဆိုတာမြေခွေးတက်တက်တွေကြားတွေစားထားတဲ့ဟာကိုအယိုးရင်ကရရင်တော်ပြီဆိုပြီးတော့အဲ့ဒီကြားနောက်ကိုရှောက်လိုက်နေတယ်လူခွေရေးသမားတွေဆိုတာကြားတွေချင်းသေးတွေလို့အင်အားသုံးတာမဟုတ်ဘူးကြားတွေချင်းသေးတွေသုံးထားတဲ့နော်တိုက်ခိုက်ရယူထားတဲ့ကိုအဲ့ဒါကိုနောက်မှာလိုက်နေတဲ့မြေခွေးတွေ အဲ့ဒီနောက်မှာလိုက်နေပြီးတော့ဘယ်လိုပြောမလဲအပုပ်အသောစားပြီးတော့အဲ့လိုမျိုးလုပ်တယ်လူတွေဒီလူတွေကဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာလဲဒေါ်အောင်ဆန်းစုကြည်နားမှာကန့်နေတယ်စစ်တပ်လက်မှာလဲစစ်တပ်နားမှာကန့်နေတယ်တကယ်တိုင်းပြည်ရဲ့အရေးအကြောင်းတွေဖြစ်ပြီးဟေ့ဆိုလို့ရှိရင်ခင်ဗျားတို့အဲ့ဒီလူခွေရေးသမားတွေခွေးခွေရေးသမားတွေကြောင်ခွေရေးသမားတွေကိုခင်ဗျားတို့သွားရှာကြည့်လားအကုန်လုံးကအရှိုးအရှိုးနိုင်ငံရချားကိုပြန်သွားကြအောင်သူတို့ပညာသင်ခဲ့တဲ့နေရာတွေနော်သူတို့နေခဲ့တဲ့နေရာတွေ ဒီလူတွေကနောက်ဆုံးကုန်ကုန်ပြောရင်ဗျာဗမာဥပဒေနဲ့ပြောပြီးဟေးဆိုလို့ရှိလို့ရှိရင်လေဒီကောင်တွေအကုန်လုံးကဗမာပြည်မှာနိုင်ငံသားနှစ်နိုင်ငံသားခံခွင့်မရှိဘူးဒီကောင်တွေကြလို့ရှိရင်ချွင်းချက်နဲ့ကိုနှစ်နိုင်ငံသားလို့လို့သုံးနိုင်ငံသားလို့လို့လေးနိုင်ငံသားလို့လို့လုပ်တယ်အဲ့တော့ဗမာပြည်ရဲ့တကက်ပြဿနာအစ်စ်ကိုဖြေရှင်းကျင်တယ်ဆရာနာရှင်စနစ်ကိုတိုက်ကျင်တယ်ဟေးဆိုလို့ရှိရင်အဲ့ဒီညေခွေးတွေနော်ကြံငစင်းလေးရရှာထားတဲ့စားထားတဲ့သားတော်အသားကြီးကြံငစင်းလေးရစားထားရင်အဲ့ဒီမြေခွေးဆိုတဲ့ကောင်ကအယိုးလာကြိုက်တ ဒီတော့ခမားတို့အနေနဲ့ပြည်သူလူထုအနေနဲ့တော်လှန်ရေးသမားတွေအနေနဲ့ခမားတို့စဉ်းစားဖို့ကဒီလူခွေရေးလို့ပြောတဲ့ကောင်တွေဒီနိုင်ငံရေးသိပ္ပံလို့ပြောတဲ့ကောင်တွေဒီကောင်တွေကိုခမားတို့လုံနေတဲ့တော်လှန်ရေးထဲမှာမပါအောင်ခမားတို့ဘလို့မျိုးကာကွယ်မလဲခမားတို့ဘလို့မျိုးပြင်ဆင်မလဲဒီကိစ္စကအရေးကြီးတယ်ကျွန်တော်တို့တော်လှန်ရေးကြီးလုံနေတယ်တော်လှန်ရေးကြီးလုံနေတယ်ဆိုလို့ရှိရင်အကြမ်းဖက်နိုင်ငံရေးဆိုပြီးဘော့ဘလို့ဂျင်းရှက်တို့လာလုံလိုက်တယ်လူခွင့်ရေးတို့ဘာလို့ပေါင်းလိုက်ပြီးလဲပြီးရောယူကျင်အောင်ဆောင်ပြီးတော့ကျွန်တော်တို့ ဒေါ်လာရင်းကြီးကပြတ်သွားအခုလဲလာပြီဒါကလူခွင့်ရင်းနဲ့ပတ်သက်ပြီးတော့ပါကျွန်တော်နောက်15မိနစ်မိနစ်20လောက်နားပြီးသွားလို့ရှိရင်အာနာရှင်ရဲ့အာနေချက်တွေမှာကျွန်တော်တို့ဘာကိုအခွင့်ကောင်းယူနိုင်လဲအာနာရှင်ရဲ့မှားရွေးနဲ့မှားွက်တွေမှာကျွန်တော်တို့ဘာလုပ်နိုင်လဲဆိုတဲ့ကိစ္စအကုန်လုံးကို နော်ကျွန်တော်ထပ်ပြီးတော့ရှင်းပြပါမယ်အခုကတော့ဒီလောက်နဲ့ပဲကျေနပ်ပါကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်လည်းထပ်ပြီးတွေ့ကြသေးတာပေါ့လူအခွင့်ရေးပြောတဲ့သူတွေဟာအချောင်သမားတွေမြေခွေးတွေတော်တော်များတယ်ဆိုတာကိုခင်ဗျားတို့နားလည်ကြပါကျေးဇူးအများကြီးတင်ပါတယ်